Telegram ကနေလာတဲ့ search plus notification ကြောင်းအချက်ကွက်ချိခံရဘူးလို့ဆိုရင်ဒီဗီဒီယိုကိုအဆုံးလေးကြည့်ပါနော်ဒီဗီဒီယိုမှာ Telegram ကနေနော် Chelsea Plus Notification မရောက်အောင်နော်မကြလာအောင်လုံနည်းကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပါနော်တကယ်လို့သင်ကကျွန်တော်ရဲ့ဗီဒီယိုကို Like မလို့ရသေးရင် Like လေးလုပ်ပေးပါကဲအချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစာလိုက်အောင်ကျွန်တော် Telegram ထက်ကိုဝင်မယ်နော် Telegram ထက်ကိုဝင်ပြီးရင်ကျွန်တော်ဒီမှာ line လေး၃ခုရှိရနော်အကောင့်ကိုနေလိုက်မယ် ။ Okay line 3ခုကိုနှိပ်ပြီးကျွန်တော်ဒီမှာ setting ရှိတဲ့အက setting ကိုနှိပ်လိုက်မယ်။ setting ကိုနှိပ်ပြီးကျွန်တော်အောက်ကိုဆွဲမယ်နော်။ဒီမှာ notification and sound ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်မယ်နော်။ဒီကောင်နှိပ်ပြီးတာနဲ့ဒီလိုပုံစံလေးပေါ်လာမှာဖြစ်ပါနော်။ဒီမှာ public chat group channel ဒီလိုပုံစံနဲ့ပေါ်လာမှာဖြစ်ပါနော်။ဒီမှာ notification for chat ရှင်းနော်။ကျွန်တော်ဒီမှာတခုချင်းစီကိုကျွန်တော်ပိတ်မယ်နော်။အဲဒီဆိုဒီ private chat နော်ဒီကောင်ကိုပိတ်လိုက်မယ်။နောက်ထပ် group နော် group ကိုလည်းပိတ်လိုက်မယ်။အဲဆိုရင်ဒီမှာသူက okay ကိုနှိပ်မယ်နော်။ဒီမှာပိတ်လိုက်မယ်။ channel ကိုလည်းပြလိုက်မယ်နော် okay ကိုနေမယ်နော်ဒီလိုပုံစံပြလိုက်မယ်နော်အဲ့လိုဆိုရင် telegram ကနေနော် notification တွေချလာမှာမဟုတ်ပါဘူးနော် telegram ကနေ session plate notification တွေလုံးဝကိုချလာမှာမဟုတ်ပါဘူးကဲဂနေ့အတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်